္လာပါကဲကလေးတို့ရေခုချိန်မှာကလေးတို့နဲ့ဆရာမတို့အခြေခံလက်မှုကလေးတွေကိုအတူတူကလောက်ဆောင်ကြဖို့ဖြစ်ပါတယ်ကဲဘာတွေလိုအပ်မလဲဆိုတာကိုဒီချင်းနဲ့လိုက်ကြည့်ရအောင်ကဲလက်မှုကလေးလုပ်ဖို့ရတဲ့အတွက်ဟောဒီမှာ အိမ်မှာရှိတယ်နော်တားလို့သမီးတို့မှာရှိတဲ့သတင်းစာဟောင်းဖြစ်ဖြစ်မဂ္ဂဇင်းအဟောင်းဖြစ်ဖြစ်စက္ကူအဟောင်းတွေဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်ပြီးတဲ့အခါမှာကော်လိုအပ်တယ်ဒါကတော့ထစ်ချက်ဆွဲဖို့ဖန်လေးတစ်ချောင်းယူလာတာပေါ့နော်အဲပြီးတဲ့အခါမှာစာရွက်အဖြူအလို့နေရွက်လောက်လိုအပ်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကလေးတို့ရေ ဆရာမတို့ဘလို့လက်မှုကလေးတွေကိုအလွယ်လွယ်လေးလောက်ကြမလဲဆိုတာကိုတချင်တူတူကလိုက်ပြီးတော့မှလောက်ကြရအောင်အရင်ဆုံးစကုတ်တရက်ကိုယူလိုက်မယ်။စကုတ်တရက်ကိုယူပြီးတော့မှတချင်တို့က၄ဘိုင်းเนาะ၄ဘိုင်းဖြဲမယ်ဟောဒီမှာဒီအလေပဲเนาะဒီအလေကနေပြီးတော့မှလို့ဖြဲပလိုက်မယ်။လက်ကလေးနဲ့ပဲဖြဲလိုက်မယ်။ဟောဒီစကုတ်လေးကိုပဲထပ်ဖြဲလိုက်အောင်မယ်။အင်း ပြီးနောက်ထပ်ပိုင်းနောက်ထပ်ဒီစက်ကူလေးကို KF ကို စက်ကူတစ်ပိုင်းကိုတစ်ချက်တော့၄ပိုင်းဖြတ်ပြီးတဲ့အခါမှာဒါလေးတွေကိုလက်ကလေးနဲ့เนาะဒီလိုစုပ်မယ်เนาะဆိုပြီးတော့လုံးမဖြစ်ပါလေလို့ဒီလိုလုတ်ပေးချင်ရပြတော့သမီးတွေเนาะအမ်လက်တွေကိုတမ်းမာစီတယ်ဟေးလက်ကလေးတွေကိုတမ်းမာစီတယ်ကဲဆိုတော့ဒီလိုစက်ကအလုံးလေးတွေကဘာလေးဖြစ်လာမလဲဆိုတာကိုဒီချက်နဲ့ဒီလိုကလည်းလုတ်ကြည့်ရအောင်เนาะစိတ်ဝင်စားစရာအရန်ကောင်းတယ်အမ် အဲစကူလေးတွေကို လုံးမယ်လက်ကလေးလက်နှစ်ဖက်နဲ့စုံလားရတာပေါ့လက်နှစ်ဖက်နဲ့လဲစုံလို့ရတယ်ဟောဒီမှာစကူတလုံးစကူတလုံးခင်အဆူရှိစကူလေးတွေကို လုံးမယ်အဖွဖွားလေးနော်စကူလေးတွေကိုလုံးပြီးတော့ရှင်းမယ်လက်ကလေးချိုးမယ်မန်ချိုးမယ်မိုင်းစကူလုံးပြီးတဲ့အခါမှာတချို့တို့ကဒါလေးတွေကိုကော်နဲ့ကတ်မှာဖြစ်ပါတယ်ခင်အဆူလို့ရှိရင်တချို့ကမြင်းရောက်လိုင်းလေးတချို့ လှုပ်ပွေးမယ်เนาะကဲသွားသူမျိုးလည်းမမဖြေလေးအကိုညီနဲ့တည်းလိုင်းလေးတစ်ခုကိုယူလိုက်ပါယူပြီးတဲ့အခါမှာဒီအလုံးကလေးတွေကိုเนาะဒီအလုံးလေးတွေကိုခုနဆက်မပြောတဲ့လိုင်းလေးပေါ်မှာကတ်မှာဖြစ်ပါတယ်လို့เนาะကဲအလုံးကလေးတွေကိုကတ်မယ်ကော်တုပ်မယ်ကော်တုပ်မယ်ဟောဒီမှာကတ်လိုက်မယ်ကော်တုပ်မယ်ဟောဒီမှာကတ်လိုက်မယ်อืมဒီ ကောထက်သုံးမယ်ကောထက်သုံးမယ်ကောသုံးမယ်ဟောဒီမှာကတ်လိုက်မယ်ဟောဒီမှာကောသုံးမယ်ဟောဒီမှာကတ်လိုက်မယ်အဲပြီးရခဘောဒီမှာလူသေးရနော်လူသေးရထဖြစ်လိုက်အောင်ခုနလေးလူပဲနော်ခုနလူပဲစကူလေးတွေကိုလက်ကလေးနဲ့ဖြဲမယ်ဖြဲမယ်ဖြဲမယ်ဒီအလဲကောင်ကနေထဖြဲမယ် ထည့်ပြီးစုပ်လိုက်မယ်။အင်းလက်ကလေးတက်မလာအောင်နော်။စုပ်ပြီးတဲ့အခါမှာကျေတို့ကကော်လေးနဲ့ထက်ကပ်ဦးမယ်။ကဲဘာကောင်လေးဖြစ်မလဲ။ဘာကောင်လေးဖြစ်မလဲ။ဘာကောင်လေးဖြစ်မလဲ။အင်းကဲဒါဘာကောင်နဲ့တူသွားမလဲ။ဟုတ်တယ်။ ခူကောင်လေးပေါ့ဟုတ်တယ်ခူကောင်လေးเนาะခူကောင်လေးကိုမျက်လုံးကလေးထည့်ပေးမယ်ခူကောင်လေးကိုအဲမျက်လုံးကလေးထည့်ပေးမယ်อืมปิโลชีปะสะคลิตุนจุงนี่แทบไปมั้ยแกอะห่าโกเนาะอะห่าเล้โกเนาะดีหน้าเล้มากัดไล่มั้ยอืม ဲ့ဒါဆိုလို့ရှိရင်ချစ်စရာကောင်းတဲ့ caterpillar လေးကိုရပြီပေါ့ကဲကလေးတို့ရေဆမတို့ကတော့ဆရွက်ကလေးကိုဖျဲပြီးတော့လုံးလိုက်ခြင်းအဖြစ်ရရှိလာတဲ့လက်မှုကလေးဖြစ်ပါတယ်ကဲနောက်တစ်ခုရှိနေတဲ့ကလေးတို့ရေဆရွက်ကလေးတွေကိုလေသူတို့အချောင်းလိုက်အမ်အချောင်းလိုက်ဖျဲမယ်လို့တချောင်းအချောင်းလိုက်ကလေးတွေဖြဲမယ်နော်ပြီးရင်ဒီလိုတချောင်းထပ်ဖြဲအောင်မယ်ဒီတစ်ခါရောဘာရရလာမလဲဒီတချောင်းထပ်ဖြဲမယ် ဘာကောင်လေးတွေရလာမလဲကဲဒီလိုအချောင်းကလေးတွေဖြဲလိုက်ပြီဆိုလို့ရှိရင်ဘာကလေးတွေရလာမလဲကလေးတို့ရေလို့စက်ကူအချောင်းလေးရလာပြီဟုတ်တယ်ပြီးဒီခါမှာစက်ကူအချောင်းကလေးတွေကိုဒီလိုတပိုင်းကြီးစီပြန်ဖြဲမယ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 ်အဲဒီလိုဘောနော်အပိုင်းလေးတစ်တစ်လေးဖြအောင်လုပ်မယ်လုပ်ပြီးသွားတဲ့အခါမှာတချေရောကဒီညမှာလမ်းကလေးပြထားမယ်ဟေ့ ဒီ line လေးပေါ့အဲဒီ line လေးပေးထားမယ်ကဲအဲ့ဒီ line လေးပေါ့မှာတစ်ချက်တို့ကအေးကတ်မှာဖြစ်ပါတယ်ဒီစက်ကူခုနဖြေးရတဲ့အပိုင်းပိုင်းလေးတွေကိုကတ်မယ်ဘာအကောင်လေးထွက်လာမလဲဘာအကောင်လေးဖြစ်မလဲဘာအကောင်လေးဖြစ်မလဲဘာအကောင်လေးဖြစ်မလဲအော်ရှေ့ရှေ့မျိုးမျိုးရင်းနေဆိုတော့ မွေဘောဟုတ်တယ်မွေကလေးကိုတီချာတို့က craft လုပ်နေတာပါအဲမွေရှေးကြီးပဲလုပ်မယ်နော်ဒီမှာမွေဟွန်းဒါကတော့အချောင်းကလေးနဲ့လုပ်ထားရယ်စကူချောင်းကလေးတွေကိုတုံးထားတယ်ကဲမွေမွေကိုတားတူတူလိုခေါင်းကတ်လို့ရတယ်လို့တားတူပြီးပုံဆွဲပြီးတော့လဲလုပ်လို့ရပါတယ်เนาะကဲတခြားကဒီမှာပုံဆွဲပြမယ် လို့ခေါင်းလေးအဝိုင်းကလေးပေါ့အဝိုင်းကလေးပြီးမျက်လုံးကလေးတက်လိုက်ပြီးပြီးရှာကလေးထုတ်လိုက်ပြီးကဲကြည့်လိုက်ပါဦးချစ်စရာကတ်တဖလာနဲ့ချစ်စနချစ်စရာစနိတ်ကလေးတွေကြည့်ပါဦးဟွန်းကဲဒါကတော့ဆမ်မတို့ကစက်ကူလေးတွေကိုဖျဲပြီးတော့အလုံးလုံးလို့တဲ့အခါမှာခတပလလေးလေးလုံးလို့ရတယ်။ကဲပြီးတဲ့အခါမှာဆမ်မတို့စက်ကူလေးတွေကိုတစ်ပိုင်းတစ်ပိုင်းဖျဲပြီးတော့မှ ဘာလုပ်လိုက်လဲဆိုတော့မွေကိုလှုပ်လိုက်တယ်။ကဲကလေးတို့ရေဒီလက်မှုကလေးကိုရောဆမနဲ့အတူတူလှုပ်ရတာပြောရဲလား။ကဲကလေးတို့လည်းပြက်ပြီးတော့ဆမ်းပြီးတော့မှလှုပ်ကြည့်ကြရအောင်နော်။